အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့င်းထဏမပြန်လဲကြိုးစားလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံဗီဒီယိုဖိုင်လေးကတော့ငါရဲ့၅လ2025ဗမော်ရှမ်းမြောက်ရခိုင်တို့ရဲ့စီရီနိုင်ငံရေးချင်းတွေများကိုသုံးသပ်ပြလာတဲ့စစ်ဘူတယောက်ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာစစ်ဘူကအဲ့ဒီစီရီနိုင်ငံရေးချင်းနဲ့ပတ်သက်ပြီးဘလို့တွေသုံးသပ်ပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်း ကောင်းဆက်သတင်းတလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ Hello မိင်္ဂလာပါဗျာဒီနေ့9ရက်9လ2025 CA နိုင်ငံရေး36ချို့ဒီကြကြင်ပါတယ်အဲ့တော့ CA အနေနဲ့အတင်းစပီတင်ပြမယ်ဆိုရင်ကျွန်တော်တို့စပီပေါ်ဘမောအဲကျွန်တော်ကချင်ပြည်နယ်ဘမောတိုက်ပွဲတွေတင်ပြရမယ်ပြီးရှမ်းပြည်မယ်ဆိုရင်ရှမ်းမြောက်တိုက်ပွဲတွေတင်ပြရမယ်အဲပြီးရင်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကိုတင်ပြမှာဖြစ်ပါတယ် တော့ပထမဆုံးအဲပမောအခုလက်ရှိမှာတပ်ပွဲပြင်းထန်နေတာတော့ပမောဖြစ်ပါတယ်အဲ့တော့ပမောမှာဆိုရင်အေးပမောမှာရှိတဲ့တပ်ပွဲတက်စကန်တွေကိုကျွန်တော် KIA PDF AED ဖွဲ့ပေါင်းပြီးတော့တိုက်ရင်အထောင်ချုံနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်တိုက်ခိုက်တဲ့ကာလကလည်းအခုဆိုရင်လေးလကျော်ငါးလတည်းရောက်ရှိလာပြီးဖြစ်ပါတယ်အဲလက်ရှိအနေထားရတော့တပ်မတော်ကဒီပမောကိုထိချုပ်နိုင်တဲ့အနေထားရှိပါတယ် တော့ KIA ရဲ့ဒီ PDF ရဲ့ AA ရဲ့ခုလက်ရှိပမိုတိုက်တဲ့နေရာမှာအင်အားအများကြီးပြုံးတီးနေတာတွေ့ရပါတယ်အဲ့တော့အင်အားအများကြီးပြုံးနေတဲ့၃လပိုင်းမှာဒီ၄လပိုင်း၃လပိုင်းဒီမှာဆိုရင် AA KIA စစ်သားတွေ PDF စစ်သားတွေအဲဒီပမိုမှာအကြအဆုံးအများကြီးပါတယ်ရပြီးတော့အချိန်မှာသူတို့ရဲ့ထိုးစစ်အဟုန်ခဏညက်သွားတာရှိပါတယ် ရက်သွားပြီးတော့ကိုအခု Bachelor 28ရက်နေ့မြင်းကလေးကြီးပြီးရင်နောက်ပိုင်းမှာထိုးစစ်တွေပြန်ပြီးအင်အားတွေပြန်လေဒီနေ့ဒီထိုးစစ်ဆင်လာတော့ပြေးရပါဖြစ်ပါတယ်။အင်အားထောင်ချုံနဲ့လက်ရှိနေတာမှာထိုးစစ်ဆင်နေနေတာရှိပါတယ်။အဲတော့တမတော်နဲ့လက်ရှိနေတာမှာတမတော်ကနေပြီးတော့စာက27ကနေပြီးတော့စုံထားပြီးတော့ ်ဆက်ထားပါတယ်အခုအင်အားကြီးလည်းပြန်လည်ဖြည့်ချင်းနေပါတယ်ရဟန်းကြီးနေလည်းပြန်လည်ဖြည့်ချင်းနေရတွေ့ရသလိုဒီဘမမဆိုရင်တပ်မတော်ရဲ့ drone တပ်ဖွဲ့တွေလက်နက်ကြီးတပ်ဖွဲ့တွေကဒီထီထီရရပြစ်ခတ်နိုင်အောင်တွေ့ရပါတယ်လက်ရှိဘမမရဲ့စီးရေးချိန်တွေကိုတုံ့ပြန်ရမယ်ဆိုရင်ရန်သူအင်အားထောင်ကနန်းနဲ့တပ်မတော်စခန်းတွေကိုအအဘီဘိုင်ဝိုင်ဘိုင်တိုက်ခိုက်လျက်ရှိပြီမဲ့လေတပ်မတော်ကနေပြီးတော့အင်အားနည်းနည်းနဲ့အင်အားနည်းနည်းဆိုရင်သူတို့နည်းတဲ့အင်အားနဲ့ အပြန်တစ်ခုကတိုက်ခိုက်ပြီးတော့ drone ဖွဲ့တွေလင်းပြစ်ကူဝင်းပြစ်ကူတွေအဲပြီးရင်ဒါ drone တွေလက်နက်ကြီးပြစ်ကူတွေနဲ့ပြန်လည်းတိုက်ခိုက်တဲ့အတွက်အကြောင်းရှုံးများနေတော့ပြောဘူးအဲ့တော့ဘုံဘုံတိုက်ပွဲတွေမှာဒုကြချက်ကတော့ဘာလဲဆိုတက်မလို့သားတွေဒီနေရာမှာလက်နက်ချတာမတွေ့ဘူးအဲဒီဘုံဘုံမှာ PDF တွေ အီအီဒီ KAI အများဆုံးတည်ဆုံနေတာဟုတ်တွေ့ရပါတယ်လက်ရှိအနေထားတော့အဲတချို့တက်မလို့စစ်ကြောင်းတွေကပုံမတော်ရောက်ပူပေါင်းနိုင်ပြီးတော့တက်မလို့ရဟန်နေတယ်အင်အားပြန်လည်းဖြည့်တင်းနေတဲ့အနေထားကိုအဲကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အခုလက်ရှိအနေထားတော့ရှောင်းရှောင်းနေတာလည်းပြန်တွေ့မယ်ဆိုရင်ရှောင်းရှောင်းမှာတက်မလို့နဲ့ DNA ရဲ့အီနောက်ကဒီတရုတ်နိုင်ငံရဲ့အစိုးရနဲ့ညီညာချက်နဲ့ MMD လက်ရှိအနေထားကနောက်ရှုမှမြို့ကနေလုံအောင်စုခတ်သွားပါပြီလက်ရှိအနေထားမှာတက်မလို့စစ်ကြောင်းတွေတက်မလို့ကနေပြီးတော့နောက်ရှုမြို့ကိုအင်အားပြန်လည်းဖြည့်တင်းနေရှိပါတယ် တကယ်လည်းရှိပြီးတော့တက်ပြီးလက်ရှိချမ်းမြောက်အနေထားမှာဆိုရင် TNN အနေနဲ့တက်မလို့တဲ့ညီနိုင်တရုတ်နိုင်ငံနဲ့ညီနိုင်ဆောင်ရွက်နေတဲ့အနေထောက်ပြရပါတယ်။ဒါပေမဲ့အဲ TNN အနေနဲ့သဘောထားပြောပြောချင်းမရှိဘဲနဲ့လက်ရှိဒီမိုးကုတ်တို့ကျွန်တော်တို့ဒီနောင်ချိုဒီဘက်ကဒီမိုးချုံနောင်နောင်ချိုကြောင်မဲဒီလူမျိုးမျိုးတွေပေါ့နော်ဒီမျိုးတွေကိုတော့မိုးကုတ်နောင်ချိုကြောင်မဲစားတဲ့မျိုးတွေကိုစုပ်ပြန်လဲစုပ်ခေါ်ပြီးဖို့အဲတက်မလို့တောင်းဆိုပေးမယ်လေအဲ DNA အနေနဲ့လိုက်လျောခြင်းမရှိတော့ပြရတယ်လက်ရှိနေသားမှာတော့ကျွန်တော်တို့ကြောင်ကြောင်မဲတွေနောင်ချိုတွေမိုးကုတ်မြို့တွေကိုကျွန်တော်တို့တမတော်စတင်ပူးရဲတိုက်ခိုက်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲပြီးနောက်တစ်ခုရှိလက်ရှိနေသားမှာတော့ဒီတောင်ခမ်းကနေပြီးတော့ဒီစစ်ဆုံးလာတဲ့ဒီ DNA တွေကဒီနောင်ကျိုးဘက်ကိုဆုတ်သွားတဲ့နေတော့တက်မလို့ကလည်းဒီနောင်ကျိုးကလည်းနောင်ကျိုးရဲ့ task တွေကိုနောင်ကျိုးဘက်ကိုတစ်ပြေးပြေးကတ်လာတဲ့နေတာကိုပြီးရတယ်စကန်ပြီးစကန်တစ်ခုပြီးတစ်ခုဟိုကတ်လာတဲ့နေတော့ရှမ်းမြောက်မှာဆိုရင်တက်မလို့စစ်ကြောင်းနှစ်ကြောင်းကနေပြီးတော့ဒီနောင်ကျိုးဘက်ကိုစတင်ထိုးစစ်ဆင်ပြီးတော့စကန်ခုံးတွေတစ်ခုပြီးတစ်ခုတိတ်နေတဲ့နေတာကိုပြရမှာဖြစ်ပါတယ်အဲဒါကတော့ဒီရှမ်းမြောက်နေတာဖြစ်ပါတယ်ရှမ်းမြောက်မှာဆိုရင်တော့ဒီ DNA နေနေတဲ့တက်မလို့နေနောက်ပိုင်းမှာတက်ပွဲတွေဆက်လက်ပြင်းထန်လာဖို့ရှိပါတယ်ဒါပြောပါပြင်းထန်လာမှုလည်းအဒီတော့လည်းရှိရှိနေတာတွေ့ရမှာဖြစ်ပါတယ် အဲအဒီနေရာမှာကျွန်တော် TNND အနေနဲ့နော်တရုတ်ရဲ့ကြားဝင်စစ်သက်မှုရဓာတ်မတော်နဲ့အဲစိတ်ဆက်ဆွေးနွေးပြီးတော့လုပ်မယ်ဆိုရင်တော့ဒီတိုက်ပွဲကြီးရှမ်းမြောက်မှာတော့နည်းနည်းငြိမ်ကောင်းမှဖြစ်ပေမဲ့ TNND ဆက်လက်ကောင်းမှပြီးတော့ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင်တော့ရှမ်းမြောက်မှာဓာတ်မတော်ရဲ့ထိုးစစ်တွေကိုဆက်လက်မြင်တွေ့ရပွဲရှိမှာဖြစ်ပါတယ်လက်ရှိမှာ အဲ့တော့ဒီခိုင်ဒီဒေတာမှာအကြောင်းပြန်ပြီးတော့ဆွေးနွေးအေးအေးအထင်ကျတာရေခိုင်ဒေတာအကြောင်းပြန်လဲဆင်းကျုပ်ရမှာဆိုရင်လက်ရှိအေးကရခိုင်ပြည်နယ်မြို့တော်တော်များပြည်ကျုပ်တာတယ်သူတို့မထိတ်ကျုပ်တာတို့မထိတ်ကျုပ်တာတဲ့မြို့တွေကတော့စစ်တွေတို့ဒီဘက်ကကြောက်ဖြူတို့အဓိကမြို့ကြီးတွေကစစ်တွေကြောက်မှန်းအောင်မြို့တွေဒီမြို့တွေတို့အေးအေးနေနဲ့ထိတ်ကျုပ်နိုင်ခြင်းမရှိပါဘူးဒါပေမဲ့ရခိုင်ဒေတာတော်တော်များများဟိုအေးကထိတ်ကျုပ်လာတာဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆက်အေးအေးဒီကောင်းမွန်နေတဲ့နေရာကိုလည်းကျွန်တော်တို့မြင်တွေ့ရမယ်အဲပြီးရင်နောက်တစ်ခါဒီရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့တခြားမှာအေးအေးရဲ့စခန်းအန်ဒီအစတင်ပြီးတော့ ဒီ Google Map ပေါ်မှာ Google Map Google App ဒီပေါ်မှာကြည့်မယ်ဆိုရင်အေးစခန်းတွေအများကြီးအဲလှုပ်ထားတာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီဒီသတင်းတွေတက်နေရတဲ့အနေအထားရပြောမယ်ဆိုရင် AAD နေဘင်္ဂလားဒေ့ရှ်နဲ့ဇက်ကောပဇာဘက်ကနေပြီးတော့တချို့ဟိုတောက်ပတ်ပစ္စည်းရနေတယ်ဆိုလည်းသိရတယ်အဲအေအေနေနဲ့ ဒီဒီဒီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ NGO ဖွဲ့စည်းအချို့နဲ့လည်းဆက်နွယ်မှုတွေရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်ရဲ့အချို့တပ်မတွေကလည်းပုံမှန်မဟုတ်တဲ့အဲစီးရေလှူရှာမှုတွေရှိနေတယ်ဆိုတော့လည်းဒီနေ့ပြည်အဲတရင်နေရာသိရတယ်။ဒါကတော့လက်ရှိနေထားမှာတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံမှုတွေရှိလာတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။လက်ရှိနေထားမှာ AA ဒီဒီအဒီပမောဘက်ကလည်းသွားပြီးတော့စစ်ကူပေးနေတယ်လို့ဒီ AR ဘက်ကလည်းဆင်းလာတဲ့အနေအထားရှိရှိပါတယ်။ရှင်းရှင်းမှာ AA ကဒီဒီစစ်ပွဲရဲ့ တံကိုပေါ့ရခိုင်လူမျိုးတွေအများဆုံးခံစားမှာဖြစ်ပါတယ်လက်ရှိအနေထားမှာဆိုရင်ရခိုင်ဒေသတွေမှာတချို့ရခိုင်ဒေသတော်တော်များများမှာဒီစားလိုက်ဤခါအခက်အခဲတွေစပြီးဖြစ်ပြီးတော့ပြည်သူတွေရခိုင်ပြည်သူတွေဒုက္ခရောက်တဲ့အနေအထားရှိတယ်ရခိုင်အေအေအနေနဲ့ဒီရခိုင်ပြည်သူရခိုင်ပြည်သူလူတို့အကျိုးဆိုပြီးကောင်းကင်ပြပြီးတော့ဒီရှမ်းမြောက်မှာဟောဒီဒီဒီကချင်ပြည်နယ်မှာဟောကျွန်တော် ERI တို့တိုင်းဘက်တွေမှာဟောချင်းပြည်မှာတိုက်ပွဲတွေအများကြီးပေါ်ဆောင်နေတာဖြစ်တဲ့အတွက်သူတို့ရဲ့ရခိုင်လူမျိုးတွေအများကြီးကိုလက်ရှိနေတာမှာရခိုင် ဒီနေမှာရှိတဲ့ရခိုင်ရွာတွေမှာဆိုရင်ရခိုင်လူငယ်တွေပေါ့နော်အဲဒီတိဆုံနေတဲ့လူတွေရှိတယ်။အီတွေဝင်သွားပြီးတော့ပျောက်ဆုံးနေတဲ့လူရှိတယ်။တိဆုံနေတဲ့လူတွေတချို့တွေကနေပြီးတော့ဒီတခြားနိုင်ငံတွေဘူးပေါ့နော်ဒုက္ခသွားတဲ့လူတွေအများဆုံးရှိတဲ့အတွက်ရခိုင်ပြည်မှာလူကြီးအများကြီးဟိုရှုံရှုံနေတယ်ဆိုတော့လေတီရတယ်ရေရှိမှာရခိုင်လူမျိုးကအာပျောက်ဘယ်လိုပြောမလဲဒီရခိုင်လူမျိုးကရေရှိမှာဒီဒီမိုနိုင်းသွားမယ်ဆိုရင်တော့အခြေအနေကောင်းဖို့မျိုးဒါလေးကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်။လက်ရှိနေသားမှာတော့အေအေရဲ့ နော်အေးမှာတချို့အေးရ6ဖြူကိုကတ်လာတယ်စစ်ဖြူကိုကတ်လာတဲ့ဟာတွေကိုတမ်မတော်ရဲ့လက်နေကြီးတွေအဲဒရုန်းတွေကနေပြီးတော့ဟို ဟိုထိချုပ်ဒီခတ်နိုင်တယ်ပြီးရင်အီအီကဒီနေရာတွေမှာကြောက်ဖြူရဲစစ်ပီလိုဒေတာတွေမှာလည်းအကြအဆုံများအနေနဲ့အနေထားတွေချွေးရတယ်ဒီပမောမှာဆိုလည်းအီဖွဲ့ဝင်တွေအများကြီးပြဆက်နေရတာကိုတွေ့ရတယ်အဲလက်ရှိမှာအဲဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာဒီအဖွဲ့ရှိတာပေါ့ AIS တွေတို့ IS တွေတို့ဒီ Ranger အဖွဲ့စည်းတွေပေါ့နော်ပင်ကလီခေါ် Ranger အဖွဲ့စည်းတွေရဲ့လှူရှားမှုတွေနဲ့ AA နဲ့နောက်ပိုင်းမှာဖြစ်လာမလဲဆိုတာကိုလည်းတွေ့ရတယ်အဲ့တော့နောက်ပိုင်းမှာရခိုင်ပြည်နယ်မြောက်ပိုင်းကဒီ Ranger ဒီ AIS တွေလို့ခေါ်တဲ့ IS တွေ AIS တွေဒီ Ranger အဖွဲ့စည်းပေါ့နော်ပင်ကလီခေါ် Ranger အဖွဲ့စည်းတွေရဲ့လှူရှားမှုတွေ အောင်ပါရခိုင်ရခိုင်လူတွေဒုက္ခရောက်နိုင်တဲ့အနေအထားတွေတွေ့ရပါတယ်။အဲဒီကြောင့်မြန်မာတပ်မတော်လည်းပြန်လည်ကူညီရမယ့်အနေအထားကိုလည်းကျွန်တော်မြင်ပါတယ်။ဟုတ်ဒါလေးလည်းတွေ့ရပါတယ်။ဟောလက်ရှိမြန်မာနိုင်ငံရဲ့အနေအထားကိုကြည့်ရမယ်ဆိုရင် ဗမော်မှာဘာလို့တိုက်ပွဲတွေပြင်းထန်နေလဲဆိုဗမော်ကဒီဗမော်နဲ့ဒီဘက်ကအင်ဒိုဒီတာကိုဖျက်ပြီးတော့ထားလိုက်မယ်ဆိုရင်မြန်မာနိုင်ငံအမြောက်ပိုင်းရဲ့ဒီတော်တော်များများပါဘာဘခပေါ့နော်မြန်မာနိုင်ငံရဲ့ဘာဘချင်းပြည်နယ်ကိုဖျက်ထုတ်ပြီးတော့ယူသွားနိုင်တာဖြစ်တဲ့အတွက်ဒီအင်ဒိုနဲ့ဒီဗမော်တိတာကိုအပြင်းထန်အာဒီ KIA ရဲ့ PDF ရဲ့ AA ကအပြင်းထန်တိုက်ခိုက်နေတယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်။နောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့ဒီတာတွေကတော့တဝယ်နဲ့ကြောက်ဖြူအဲဒီတာတွေကတော့နောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်။လက်ရှိလက်ရှိအနေအထားမှာတော့ကြောက်ဖြူကိုမြန်မာတပ်မတော်ကအေးအေးဆေးဆေးထိန်းချုပ်ထားနိုင် ုင်းတယ်ဗောနော်တဝင်းမှာတော့အဲမွန်ရဲ့ PDF ပြင်အင်အားအများကြီးစုနေတယ်အင်အားအများကြီးစုနေတယ်အဲ့တော့ဒီမနိုင်ငံရဲ့နိုင်ငံရေးကိုအကြမ်းကြီးအဲတုံတက်ရမယ်ဆိုရင်ဒီမနိုင်ငံရေးကတရုတ်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံနဲ့တန်တမာရေးဆက်ဆွယ်မှုရှိတယ်အမေရိကန်နဲ့ဒီအိန္ဒိယရဲ့ဆက်ဆွယ်မှုရှိတယ်အဲ့တော့လက်ရှိအနေအထားမှာပါကစ္စတန်နဲ့အိန္ဒိယကနိုင်ငံရေးရပြည်ပကကြီးဖြစ်ပွားနေတယ်ဖြစ်တယ်ဒီမနိုင်ငံရေးမှာလည်းဒီအဲဒီနိုင်ငံရေးဆက်ဆံရေးပေါ့တရုတ်နဲ့ပါကစ္စတန်ဆက်ဆံရေးအိန္ဒိယရဲ့နဲ့ဒီ အဲအမေရိကန်နိုင်ငံရဲ့ဆက်ဆံရေးတွေကလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်။ထို့အပြင်လက်ရှိဖြစ်ပေါ်နေတဲ့တရုတ်နဲ့တရုတ်နဲ့ဒီအမေရိကန်ရဲ့ကုန်သွယ်မှုစစ်ပွဲပေါ့နော် trade war ပေါ်မှာလည်းမူတည်ပြီးတော့မြန်မာနိုင်ငံကြီးကလည်းအပြောင်းလဲအများကြီးရှိနေပါတယ်။အမေရိကန်နိုင်ငံအနေနဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးကိုဝမ်ပတ်ပိတ်ဆို့တိုက်ခိုက်နေတယ်လို့စီးရေးနိုင်ငံရေးစီးပွားရေးကဝမ်ပတ်တိုက်ဆိုင်တိုက်ခိုက်နေတယ်လို့အဲတရုတ်ကြီးနဲ့အမေရိကန်အပြည့်မှုကြောင့်လည်းမြန်မာနိုင်ငံမှာမကြခင်မှာဒီ block sea war တွေအရာတိုက်ပွဲတွေပုံမှုပြင်းထန်လာမလားဆိုတော့ကတရုတ် အမေရိကန်ဆက်ဆက်ရေးအိန္ဒိယပါကစ္စတန်ဆက်ဆက်ရေးတွေကိုကျွန်တော်တို့လေ့လာကြည့်ရှုအောင်မှာဖြစ်ပါတယ်အားလုံး